办事，俺不会一成。看伢如果一旦树立正干，得苦真好，苗为正办嘞。树立正干下，看伢如果克克嘞一成嘞嘛，他如果苗子比没路用正办嘞。一旦手段呢，手段你伢子你嘞；一旦手段呢，手段你伢子你嘞；一旦手段呢，原来奶奶拉拉伢子你嘞。Claro အသက်ရှူထုတ်တယ်၊ထွက်လေနှေးလာတာသိနေတယ်။အသက်ရှူသွင်းတယ်၊လျှော့ချလိုက်တယ်။အသက်ရှူထုတ်တယ်၊သက်သာပေါ်ပါလာတာသိနေတယ်။အသက်ရှူသွင်းတယ်၊ငါပြုံးနေတယ်။အသက်ရှူထုတ်တယ်၊လွတ်ချလိုက်တယ်။အသက်ရှူသွင်းတယ်၊ပစ္စုပန်မှာနေတယ်။အသက်ရှူထုတ်တယ်အံ့ဖွယ်ချိန်ပါလား ดีนี้โอวินทวะนันเนนีลาโชชะตะตาเปียวนีลุชะเปโซปังกาละอันเวกาละ in out deep slow calm ease smile release present moment wonderful moment low and it's so much higher yeah buddy ပထမဆုံးဝင်ထွက်ကိုလေ့ကျင့်ကြည့်မယ်။အသက်ရှူသွင်းလိုက်တဲ့အခါကိုယ်စီခြေကဝင်တယ်လို့တိုးတိုးဆိုပါ။အဲ့ဒီအခါမှာအသက်ရှူနေတဲ့ဝင်လေ တိုးဝင်နေတာကိုသတိထားမိမယ်။အသက်ရှူထုတ်လိုက်တဲ့အခါမှာလည်းကိုယ်စီခြေကထွက်တယ်လို့တိုးတိုးဆိုပါ။ထွက်လေကိုသတိထားမိမယ်။ဒီစကလုံးတွေကလည်းရှိကာလကိုပြန်ပြန်လာဖို့အထောက်အပံ့စကလုံးတွေပါ။အခုလို့ ဝင်တယ်ထွက်တယ်ဆိုတဲ့လေ့ကျင့်ခန်းကိုစိတ်တည်ငြိမ်အေးချမ်းလာတဲ့အချိန်ခဏလှုပ်လိုက်ပါအဲ့လိုစိတ်ငြိမ်လာတဲ့အခါနောက်တစ်ခါဝင်လေမှာနဲ့နေတယ်ထွက်လေမှာနှေးကွေးတယ်လို့ပြောင်းလို့ရပါပြီအသက်ကိုသတိရှိရှိနဲ့ရှုသွင်းရှုထုတ်လို့ရင် အသက်ရှုမှုဟာတဖြည်းဖြည်းနဲ့နေလာတယ်လို့နှေးလာတယ်ပိုပြီးလဲအေးချမ်းလာတယ်လို့ငြိမ်လာတယ် ဘာသာပြန်သူမှတ်ချက်နက်နဲတဲ့ deep ဆိုတာအသက်ကိုဖြည်းဖြည်းနဲ့ဝဝရှုခြင်းကိုဆိုလိုပါတယ်ပြင်းပြင်းရှုခြင်းမဟုတ်ပါအဲ့ဒီလိုအကျဉ်းချင်းရှုလို့အားရပြီဆိုရင် နောက်တစ်ဆင့်တက်လို့ရပါပြီနောက်တစ်ဆင့်ကတော့ short ချတတ်တာအဆင်ပါရှော့ချရဲဆိုတာခန္ဓာကိုယ်နဲ့စိတ်တွေကတင်းကျပ်မှုတွေကိုရှော့ချလိုက်ခြင်းပါ ။ငြိမ်ချမ်းမှုကိုကိုယ်တွင်းကိုဖိတ်ခေါ်လိုက်တာပါ။အကယ်၍များစိတ်ထဲမှာပြင်းထန်တဲ့စိတ်ခံစားချက်တခုခု ဖြစ်နေရင်လေအသက်ရှူသွင်းတဲ့စိတ်ကိုလျှော့ချလိုက်တယ်။အသက်ရှူသွင်းတဲ့စိတ်ကိုခံစားမှုလျှော့ချလိုက်တယ်လို့စိတ်ကဆိုပြီးလို့ရပါတယ်။အသက်ရှူထုတ်တဲ့အခါတက်တာတယ်ဆိုတာကတော့မိမိကိုယ်မှာတက်တောင်တက်တာဖြစ်နေတဲ့ရုပ်အခြေအနေစိတ်အခြေအနေကိုပြန်ပြီးသုံးသပ်တဲ့သဘောပါ။ အဲ့လိုတသက်တသာဖြစ်နေတာကိုလည်းသတိထားမိအောင်ကြိုးစားပါအဲ့ဒီအဆင့်ကိုကျွမ်းကျင်သွားရင် နောက်တဲ့ဆင့်တက်နိုင်ပါပြီနောက်တဲ့ဆင့်ကတော့ပြုံးတယ်လွတ်ချတယ်ဆိုပြီးဝင်လေမှာပြုံးမယ်ထွက်လေမှာလွတ်ချမယ်ပြုံးချင်စိတ်မရှိဘူးဆိုရင်တောင်ကြိုးစားပြီးပြုံးကြည့်ပါ ပြုံးလိုက်တဲ့အခါပျော်တဲ့တက်ငြိမ်းအေးတဲ့တက်တွေအလိုလိုရောက်လာပြီး ြင်းမာနေတာတွေရော့ကျသွားတယ်။ထွက်လီနေတူလွတ်ချတယ်လို့ရေရွရင်ပူပန်စရာတွေစိုးရိမ်စရာကြောက်စရာဒေါသတွေအတွေးတွေကိုလွတ်ချလိုက်ပါ။နောက်ဆုံးအဆင့်ကပစ္စုပန်ကာလအံ့ဖွယ်ကာလပါ။အသက်ရှူသွင်းတယ်ပစ္စုပန်မှာတည်အောင်နေတယ်။အသက်ရှူထုတ်တယ် ဒီအချိန်အံ့ပွေအချိန်ပါလားဆိုပြီးအသက်ရှူသွင်းတိုင်းရှူထုတ်တိုင်းမှာအခုလက်ရှိအချိန်ဟာကိုယ့်အတွက်အံ့ပွေကာလတစ်ခုပါလားဆိုတာသိနေအောင်ကြိုးစားပါဗုဒ္ဓပြောခဲ့တဲ့ဘဝဆိုတာလက်ရှိအချိန်ပါဆိုတာကိုမှတ်မိတယ်မဟုတ်လားဒါကြောင့်ဘဝကိုသိနိုင်ဖို့လက်ရှိအချိန်ပစ္စုပန်ကိုပြန်ပြန်လာရပါတယ် ကျွန်တော်တို့ရဲ့အသက်ရှူနေမှု ဝင်လေထွက်လေတွေဟာကိုယ်နဲ့စိတ်ကိုဆက်ပြီးထားတဲ့တရားတွေနဲ့တူပါတယ်။နေ့စဉ်ဘဝတွေမှာကျွန်တော်တို့ကိုယ်နဲ့စိတ်ဟာတနေရာစီမှာရှိနေတတ်ပါတယ်။ကိုယ်ကဒီနေရာမှာဆိုပေမဲ့စိတ်ကတော့အတိတ်နဲ့အနာဂတ်မှာရောက်နေမယ်။ဒါကိုစိတ်လွတ်နယ်လို့ဆိုကြတယ်။ကျွန်တော်တို့တတိရှိရှိနဲ့ဝင်လေထွက်လေရှူတဲ့အခါခန္ဓာကိုယ်ဟာစိတ်စီပြန်သွားသလို့ စိတ်ဟာလည်းကိုယ်စီကို ပြန်လာပါတယ်။လူနဲ့စိတ်နဲ့ကပ်သွားတဲ့သဘောပေါ့။အဲ့ဒီအချိန်မှာခမားဟာလက်ရှိနေရာနဲ့လက်ရှိအချိန်မှာဘဝကို ပြပြဝဝနေထိုင်လိုက်ရတာပါလားလို့သဘောပေါက်လာလိမ့်မယ်။ဘဝကိုနက်နက်ဆိုင်ဆိုင်ထိတွေ့နိုင်တဲ့အနေအထားမှာရှိလာပါတယ်။ဒီလိုအနေအထားရောက်ဖို့မခက်လှပါဘူး။လူတိုင်းကျင့်ရင်ဖြစ်နိုင်ပါတယ်။